အားလုံးမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါအခု Manchester United ကဥရောပပွဲပေါ့လေဥရောပပွဲကစားခွင့်မရတဲ့အတွက်သူတို့တပတ်တပွဲကစားနေရတယ်ကျွန်တော်ဟိုတနေ့တုန်းကဒီပြ Ruben Amaron က Owen Hargreaves နဲ့တီးတန့်လုပ်တဲ့ Sky Sport ကလုပ်တဲ့ interview မှာကျွန်တော်봐တွေ့လဲဆိုတော့ Owen Hargreaves က Sky Sport မို့လေ TNT Sport နဲ့လုပ်တဲ့ interview မှာဒါဘာပြောလဲဆိုတော့ ဒီ Ruben Amorim ကသူ့ရဲ့အဓိကရွယ်ချက်ကဥရောပပြိုင်ပွဲအမြန်ဆုံးဝင်ခွင့်ရပြီး European Football အမြန်ဆုံးရဖို့ပဲဒါက club ရဲ့ financial ရရောကစားမတွေကို attractive လုပ်တဲ့အပိုင်းမှာအများကြီးအဓိကပြောင်းလဲနေတဲ့အချက်ဖြစ်တဲ့ကြောင့်သူ့ရဲ့အဓိကရွယ်ချက်ကဥရောပပြိုင်ပွဲပြန်ဝင်ခွင့်ရဖို့ပဲလို့ဆိုထားတယ်ဒါပေမဲ့အခုဒီနေ့ရာသီမှာ club ကဒီဝင်ငွေရော့ကြတာတွေကိုကာဗာလုပ်ဖို့ Adidas ကလည်းကျွန်တော်တို့ Champions League ဝင်ဝင်မရရင်25%ဖြတ်ခံရတဲ့ပုံစံဖြစ်တဲ့ကြောင့် ရောကြဖို့တဲ့ United ကအခုဘာလုပ်လဲဆိုကလပ်ရဲ့တပတ်တပွဲပဲကစားရတဲ့ပုံစံကနေဒါဘယ်လိုပြောမလဲဒါအခုလက်ရှိမှာဘယ်လိုပြောမလဲဆိုတော့ဆိုတော့သူတို့ကအခုတပတ်တပွဲပဲကစားတဲ့အခါမှာအသင်းကဒါကလပ်ကဒါအသင်းကို return မှန်ဖို့အသင်း test လုပ်ဖို့သူတို့မရှိဘူးဗျဒါကြောင့် United က pre-season ဟိုဗာလေ mid-season မှာတို့နောက် mid-week တွေမှာသူကခြေဆွမ်းပွဲတွေတကားပိတ်ပွဲတွေကစားဖို့လုပ်တယ်ဒါပေမဲ့တစ်ဖက်မှာလေငွေကြေးရပို့ပြီးတော့တောင့်တင်းလာတဲ့အခြေအနေဖြစ်ဖို့ဝင်ငွေတစ်ခုတိုးဖို့အတွက် United ကအခုဗာစင်းစားနေလဲဆိုတော့ mid-season မှာ friendly ကစားဖို့လုပ်မယ်ခြေဆွမ်းပွဲအဲ့ခြေဆွမ်းပွဲမှာ Saudi Arabia မှာတွားကစားမယ်ဆိုတော့ကျွန်တော် Saudi မှာတွားကစားပြီဆိုတဲ့ Saudi ကရှင်းရှင်းလေးသူတို့နိုင်ငံအတွက် promote လုပ်ပြီသူတို့မှာ သူတို့ရှိမှ promote လုပ်မယ်သူတို့အတွက်လာကစားမယ်ဆိုရင်သူတို့ရှိကနေပတ်စံအားလွယ်လွယ်ကူကူလေးရမှာဆိုတော့ Manchester United တောင်းရှိသူတွေကဗာလဲဆိုတော့အခုလောဆယ်မှာ mid season friendly ပွဲတွေကိုခြေစမ်းပွဲပေါ့လေရာသီဘက်ကရှိမဲ့ခြေစမ်းပွဲတွေကို Saudi Arabia နိုင်ငံမှာတွားကစားပြီးတော့ဝင်ငွေ ရှာဖို့ပြင်ဆင်နေတယ် ဒါကအခုတို့စဉ်းစားနေတယ်ဒါပေမဲ့ match တွေပါတယ်ကိုတရားဝင် confirm မဟုတ်ပေမဲ့ဒီချက်ကတို့တော့ okay ငါတို့ဝင်ဝင်တော့ရော့လာပြီဥမာပြောတော့ဗျာ okay ငါတို့ဒီဒီ cloud ဝင်ဝင်ရတာနဲ့အခုဝင်တော့ရော့သွားပြီဘယ်ကနေဝင်ဝင်ပြန်ရှာမလဲဆိုရင်ပုံစံမျိုးပြန်ဆင်းတဲ့ခါမှာ okay mid mid season မှာငါတို့တွားပြီးတော့ခြေဆမ်းပွဲတွေတွားကံမယ်အဲ့ကနေပတ်စံပြန်ရှာလို့ရတယ်ပတ်စံပေးနိုင်တာလဲ sorry ပဲရှိတယ်ဗျာဘယ်သူမှပေးတော့ maybe qatar ပေးနိုင်မယ်ဒါတော့ပဲဆိုတော့အဲ့ဒါကို united ကစဉ်းစားထားတယ်ဒီနေ့မှ manchester united က ရူဘင်အာမရွန်ကိုသာမတော်တဆဒါသူတို့ထုတ်ပယ်မထုတ်မပြောသေးဘူးဒါပေမဲ့အဲ့နေရာမှာရူဘင်အာမရွန်ယာရုကဗလိုက်ကောက်ထွက်သွားမှလည်းသူတို့မလိုချင်ဘူးယာရုကနေကောက်ထွက်သူအဲ့ဆိုတော့သူတို့12တန်းပေးကြမလို့ဘူးဗျာဒါပေမဲ့အခုလောလောဆယ်သူတို့စိုးရိမ်နေတာပေါ့လေမန်ယူနိုက်တက်အသင်းကသူတို့ထုတ်တဲ့အထိမဆောင်ပဲရူဘင်အာမရွန်ယာရုကထုတ်သွားမှာထွက်သွားမှာကိုသူတို့ကလည်းဖီးယားဖြစ်နေစိုးရိမ်နေတယ်ဆိုတော့တခါကျတော့သူတို့စဉ်းစားတာဘာလို့စဉ်းစားမှမသိဘူး ထုတ်လိုက်ရင်လည်းပြီးနေပြီထုတ်ရင်လည်းပြက်ပြက်သားသားထုတ်မထုတ်ရင်လည်းမထုတ်ဘူးလို့အတိအကျပြောအခုလောလောဆယ်ကျွန်တော်နားလည်ထားတာက United ဘုတ်ဖွဲ့ကအာမရွန်ကို confirm ဖြစ်တယ် support ပေးနေစေဖြစ်တယ်ထောက်ခံမှုရနေစေဖြစ်တယ်ဒါပေမဲ့ guarantee မသေးကြတဲ့အနေအထားမျိုးတွေဖြစ်တဲ့အချိန်မှာဒါအာမရွန်နဲ့ပတ်သက်လို့အာမရွန်ကတော့သူ့ရဲ့အနာဂတ်ကဒီအသက်မှာရှိတယ်နီးပြယာရုအတွက်ဘယ်တော့မှ concern မဖြစ်ဘူးသူ့ရဲ့ရီမန်းချက်ကယာတီကုံမှာဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ဒါသူ့မှာရှိတဲ့ခံစားချက်ဒါပဲဒါပေမဲ့ ကစားကွက်ချိန်းတာတို့ပိုဇီရှင်ချိန်းတာတို့မလုပ်နဲ့ तू မလုပ်ဘူး तू ဟာ तू ပဲကျွန်တော်3ဘက်ပဲကစားမယ်မြန်မာဘာကြီးဖြစ်ဖြစ်နေ3ဘက်ပဲ433တွေ442တွေဘာကို sorry 3ဘက်ပဲ तू ကလုံးဝမပြောင်းဘူး तू မူလုံးဝမပြောင်းဘူး तू ကအစိုးရတဲ့ပြောပြီးသားမူပြောင်းစရာမရှိဘူးပြောင်းရင်လူပဲပြောင်းကျွန်တော်တော့ကျွန်တော်မူလုံးဝမပြောင်းဘူးပြောင်းချင်ကျွန်တော်ဟိုတာပြောင်းချလိုက်လူတာပြောင်း तू ကဖြတ်သားတယ် Man United ကဟိုတနေ့ကဒီသတင်းတပုတ်မှာဆိုရင်ဘိုးဖွဲက force လုပ်ပြီးတော့433 chain ခိုင်းတယ် ။သူကချိန်မှာမဟုတ်ဘူး။ဆိုတော့အဲ့ဒါကတော့ Sunderland နဲ့ပွဲမှာတည်မယ်။ဒါပေမဲ့အခု club ကတော့ mid season မှာသူတို့ sorry ကိုတွားပြီးတော့ခြေစားပွဲတွေကစားပြီးတော့ပတ်စံရှာမဲ့အစီအစဉ်တွေကိုပါစဉ်းစားနေပြီးတော့သူတို့ဝင်ငွေတွေရောကြတာတွေကို cover လုပ်မယ်ဆိုပြီးတော့ဒါဖော်ပြထားတာဖြစ်ပါလေ။အားလုံးကျေးဇူးတင်ပါတယ်။